ော်လန်ပြည်သူပေါင်းလို့ရှင်ဒီတစ်ပတ်အတွက်ဘဲတော်လန်အဖွဲ့တွေကို ကူပြီးကြလှူပြီးကြပြီလဲရှင်သူ့ရဲ့ကူကြမယ်လှူကြမယ်စီစဉ်ရနေတော်လန်ပြည်သူတွေရဲ့ဒီအခက်ခဲကိုတတ်နိုင်သမျှကူညီဖြေရှင်းပေးကြပါလေတော်လန်ခီးရဲ့အရွေးတွေမှာအောက်တစ်ချက်သေးတဲ့ဝင်းဖြစ်ကိုရိုင်းပါဝေထွန်းစစ်နိုင်ဖို့ကူကြမယ်လှူကြမယ်ဟယ်လိုတော်လန်ပြည်သူပေါင်းလို့ရှင့် အသက်ရှင်တင်ဆက်ပေးနေကြ PPTV ရဲ့ကုကြမယ်လှူကြမယ်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ပြီးခဲ့တဲ့ကာလတွေကလုပ်ခဲ့တဲ့ကမ်ပိန်းတွေရည်မှန်းထားတဲ့တားဂက်တွေရောက်တဲ့အထိဝိုင်းဝန်းပေးခဲ့ကြတဲ့တော်လှန်ပြည်သူပေါင်းကိုကျေးဇူးတင်ကဦးစွာပြောချင်ပါတယ်ရှင်။ပြည်သူလူထုတရလုံးဟာတော်လှန်မှရှာရနေနဲ့ဒီဇိုင်းမမတ်ပါဝင်နေစေပဲဖြစ်တယ်ဆိုတာကိုဒီကမ်ပိန်းအောင်မြင်မှုတွေကနေတနည်းတစ်ပုံနဲ့ညွှန်ပြနေရပါ။ကဲဒါဆိုရင်တော့သူပထမဆုံးမိတ်ဆက်ပေးမှာက တံပြန်ကြည်တသောကမ်မင်းဖြစ်ပါတယ်။ရင်းမတင်ခရိုင်ပါကဖကပြုလုပ်နေတဲ့ကမ်မင်းလည်းဖြစ်ပါရဲ့ရှင်။ကမ်မင်းတာဂက်ကတော့တီတသောဝယ်ယူနိုင်ရေးဖြစ်ပြီးတော့ကမ်မင်းကာလကိုတော့မသတ်မှတ်ထားပါဘူး။၂025ခုနှစ်အတွင်းမှာအကြက်ဖက် sales ဆိုကရင်းမတင်ခရိုင်အတွင်းကို၄ချောင်းတိုက်ခိုက်မှုပေါင်း920ကြိမ်အထိရှိထားပြီးတော့ပြည်သူများစွာတိတ်ဆုံးခဲ့ရပါတယ်။အကြံဖက်ဆေးအုပ်စုကပြုလုပ်မဲ့အတူရောင်ရွှေကောက်ပွဲကို စစ်ရေးနိုင်ငံရေးနီးလန်းဆောင်ပုံပြီးတော့စန့်ကျင်မှသာစနစ်ပြောင်းနိုင်ငံသစ်စီကိုခြေတက်နိုင်မှာဖြစ်တယ်လို့ရမပင်ပါကဖကအသိပေးထားပါဗျ။အဲဒီလိုအားလုံးခြေတက်နိုင်ရေးအတွက်လည်းကံမင်းမှာပါဝင်ကူညီပေးကြဖို့အတွက်ရမပင်ပါကဖကတိုက်တွန်းထားပါသေးရဲ့ရှင်။တော်လန်ပြည်သူတွေအနေနဲ့လည်းတံပြန်ကြည်တောင်းကံမင်းမှာပါဝင်ကူညီပေးကြဖို့သူကမေတ္တာရက်ခံပြစေရှင်။ကံမင်းမှာပါဝင်လို့သူတွေနေခုဖော်ပြထားတဲ့ link နဲ့ QR code ကနေတွားရောက်ထောက်ပို့ပေးနိုင်ပါတယ်ရှင်။ အခုထပ်ပြီးပြောပြမိမယ်ကမ်ပိန်းကတော့သခိုင်းစီတို့ကမ်ပိန်းပါ NUG ကာကွယ်ဝင်ကြီးဌာနရဲ့သခိုင်းတိုင်းစစ်ဌာနအတွင်းကတပ်ဖွဲ့တွေအတွက် ကာကွယ်ရေးပစ္စည်းတွေပံ့ပိုးနိုင်ရေးရှိရပြီးတော့လှုပ်ဆောင်တဲ့ကမ်ပိန်းလေးဖြစ်ပါတယ်ကမ်ပိန်းဟိမဲချက်ကတော့ American Dollar တသိန်းခွဲဖြစ်ပါတယ်ရှင်နှွေမိုးဆောင်ယာတီတွေကြားမှာစစ်မေပြင်းမှာမပြည့်မစုံနေနေရတဲ့ရဲဘော်တွေအနာနေစေဖို့ရဲဘော်တွေအထိခိုက်နေစေဖို့ ရဲဘော်တွေအဆုံးရှုံးတွေနည်းစေဖို့အတွက်အခုကံမဲကိုလှုပ်ဆောင်နေကြတာပါ။ကြီကအုပ်ထုပ်တစ်လုံးအတွက်မြန်မာကျပ်ငွေ9သိန်းဒါမှမဟုတ်စင်ကာပူဒေါ်လာ150ကြီကပြားတစ်ချက်အတွက်မြန်မာကျပ်ငွေ10သိန်းဒါမှမဟုတ်စင်ကာပူဒေါ်လာ300ကြီကဝတ်စုံတစ်စုံအတွက်မြန်မာကျပ်ငွေ15သိန်းဒါမှမဟုတ်စင်ကာပူဒေါ်လာ450ကိုနှွေမိုးဆောက်ရာသီတွေကြားမှာစစ်မြေပြင်မှာမပြည့်မစုံနေနေရတဲ့ရဲဘော်တွေအနာနည်းစေဖို့ ရဲဘော်တွေအထိခိုက်နေစေဖို့ရဲဘော်တွေအဆုံးရှုံးနေစေဖို့အတွက်အခုကံမေးကိုလှုပ်ဆောင်နေကြတာပါကြီကအုပ်ထုပ်တစ်လုံးအတွက်ကိုမြန်မာကျပ်ငွေ9သိန်းဒါမှမဟုတ်စင်ကာပူဒေါ်လာ150ကြီကပြားတစ်ချက်အတွက်ကိုမြန်မာကျပ်ငွေ10သိန်းဒါမှမဟုတ်စင်ကာပူဒေါ်လာ300ကြီကဝတ်စုံတစ်စုံအတွက်မြန်မာကျပ်ငွေ15သိန်းဒါမှမဟုတ်စင်ကာပူဒေါ်လာ450ကိုတအူးချင်းလဲရတယ်လို့စုပေါင်းပြီးတော့လဲပါဝင်ထောက်ပို့ပေးနိုင်ပါတယ် တော်လှန်ပြည်သူတွေအနေနဲ့သခိုင်းစီတို့ကံမိမှာပါဝင်ပြီးတော့ကုညီထောက်ပံ့ပေးကြဖို့အတွက်သူကတိုက်တွန်းချင်ပါလေရှင်။ကံမိမှာပါဝင်လူသူတွေအနေနဲ့အခုဖော်ပြထားတဲ့ link နဲ့သူကကုတ်တော်ကနေတွားရောက်ထောက်ပို့ပေးနိုင်ပါလေရှင်။စုပေါင်းတော်လှန်ပြည်သူအားမှန်ကံမိနဲ့ထပ်ပြီးတော့မိတ်ဆက်ပေးချင်ပါလေ။မိုးမိတ်ခရိုင်ပြည်သူကာကွယ်ရေးအဖွဲ့ကပြုလုပ်တဲ့ကံမိလည်းဖြစ်ပါလေ။ ။မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတော့ပြည်သူတွေကိုကာကွယ်ရေးနဲ့ရဲရွာလုံခြုံရေးတွေစောင့်ရနိုင်မှုအတွက်အခုကမ်ပိန်းကိုပြုလုပ်ရတာဖြစ်တယ်လို့အသိပေးထားပါတယ်။ကမ်ပိန်းတာဂက်ကတော့7,500ဖြစ်ပြီးတော့ကမ်ပိန်းကာလကနိုဝင်ဘာ12ရက်ကနေဒီဇင်ဘာ12ရက်ထိဖြစ်တယ်လို့အသိပေးထားပါတယ်။မိုးမဲမြို့အခြေအနေကတော့တော်လန်ပြည်သူတွေသိကြမှာပါမိုးမဲမြို့ကိုတစ်တုံညာနှစ်ခုစစ်စင်ကြီးကာလာတွင်မှာ TNLA ဥဆောင်တဲ့တော်လန်ရေးတပ်တွေကသိမ်းပိုက်ခဲ့ကြတာပါ အခုတော့ TNL နဲ့စိတ်အုပ်စုအပြည့်ရဲ့သဘောတူညီချက်မှာမိုးမိန်မျိုးကနေ TNL တက်တွေကစောက်ခွာတော့မှာလည်းဖြစ်ပါတယ်။ဒီအချိန်လေးမှာ ABS DM နဲ့ PDF တွေကမိုးမိန်မျိုးကိုကာကွယ်မယ်လို့တရားဝင် သိပေးထားပါတယ်။အဲ့လိုအသိပေးထားသလိုပဲ KI ကလည်းစည်ရေးအရာအကူအညီပေးမယ်လို့တရားဝင်ပြောထားပါလေရှင်။ဒီလိုမျိုးစည်ရေးအချက်တဲမှာရင်ဆိုင်နေရတဲ့မိုးမိန်မျိုးအခြေအနေမှာ မိုးမင်းခရိုင်ပကားဖားကပြုလုပ်တဲ့ကမ်ပိန်းမှာပြည်သူတွေအနေနဲ့ပါဝင်ကူညီပေးကြပါဦးလို့သူကမြစ်တာရက်ခံတိုက်တွန်းချင်ပါတယ်ရှင်။ကမ်ပိန်းမှာပါဝင်လူသူတွေအနေနဲ့အခုဖော်ပြထားတဲ့ link နဲ့ကျူဝါကုတ်တော့ကနေတွားရောက်ထောက်ပို့ပေးနိုင်ပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့ပြောပြပေးမယ့်ကမ်ပိန်းကတော့တက်ပေါင်းစုချင်းအောင်ပွဲစီကမ်ပိန်းပါပဲ။ဒီကမ်ပိန်းက OFP Fundraising Program နဲ့ Northern Chance Day Alliance Army NSSAA, People's United Front, PUF နဲ့ Freedom for All, FOA အဖွဲ့၃ဖွဲ့တို့ကနေပူးပေါင်းပြီးလှုပ်ဆောင်တဲ့စစ်ဆင်ရေးအတွက်ပြင်ဆင်တဲ့ကမ်ပိန်းတစ်ခုလည်းဖြစ်ပါတယ်။ကမ်ပိန်းတာဂက်ကစက်သိန်း3000ဖြစ်ပြီးတော့ကမ်ပိန်းကာလကတော့နိုဝင်ဘာ10ရက်ကနေဒီဇင်ဘာ9ရက်အတွင်းပြုလုပ်မှာဖြစ်ပါတယ်ရှင်။ကမ်ပိန်းပြုလုပ်တဲ့မြေပြင်အဖွဲ့တွေဖြစ်တဲ့ NSSAA PUF နဲ့ FOA တို့ဟာဆိုရင်တစ်တုံညာနှစ်ခုစစ်ဆင်ရေးကလေးက ြာဒေတာတွေမှာလှုပ်ရှားခဲ့ကြတဲ့အတွေ့အကြုံရှိတိုက်ခိုက်ရေးအဖွဲ့တွေလည်းဖြစ်ပါတယ်။မဟာမိတ်တွေနဲ့အတူရှမ်းမြောင်မကွေးအေယာဝတီကရင်တို့မှာဗျူဟာရစစ်စင်ရေးတာဝန်တွေကိုထမ်းဆောင်နေကြလို့ကြည်ကစစ်အုံဆောင်ပစ္စည်းတွေရဲခါဆေးဝါးတွေကိုဖြည့်တင်းမှုအတွက်ယခုကံမိတ်မှာပူးတွဲဆောင်ရွက်ရတာဖြစ်တယ်လို့လည်းသိပေးထားပါတယ်။တော်လန်ပြည်သူတွေအနေနဲ့စစ်စင်မှာပြင်ဆင်လာဖြစ်တဲ့ တက်ပေါင်းစုချီအောင်ပွဲစီကံမင်းမှာပူပေါင်းပါဝင်ပေးကြဖို့သူကတိုက်တွန်းချင်ပါတယ်ရှင်။ဒီကံမင်းမှာပါဝင်လိုသူတွေအနေနဲ့အခုပေါ်ပြထားတဲ့ link နဲ့ကျွာကုတ်တို့ကနေတွားရောက်ထောက်ပို့ပေးနိုင်ပါတယ်ရှင်။အခုပြောပြပေးခဲ့တဲ့ကံမင်းတွေရှင်းမှန်းထားတဲ့ target တွေပြည့်မိဖို့ပါတော်လန်တီသူတွေအင်တိုင်းအားတိုင်းနဲ့ပါဝင်အားဖြစ်ပေးကြမယ်လို့သူကပြေဝယုံကြည်ပါတယ်ရှင်။ နောက်ပတ်တွေမှာလည်းဘယ်နေရာမှာကူရလှူရမယ်ရှာဖွေဖို့ခတ်နေကြတဲ့တော်လန်ပြည်သူတွေအတွက်လှုံနိုင်ကုန်နိုင်ကြမယ်ကမ်ပိန်းတွေကိုထပ်မံရှာဖွေပြီးမိတ်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုကြဖို့ဖိတ်ခေါ်ချင်ပါတယ်။ထဲသွင်းမိတ်ဆက်ပေးစေချင်တဲ့ကမ်ပိန်းတွေရှိရင်ဒီ post အောက်မှာ comment လာရေးပေးလို့ရပါတယ်ရှင်။ငါတို့မှာငါတို့ပဲရှိတယ်ဒီတော်လိုင်းအောင်မှုအတွက်ငါတို့ကူမယ်ငါတို့လှူမယ်